ားလုံးပဲမင်္ဂလာပါချင်းရက်ဒီအစစင်ကနေပြန်လဲကြုံဆိုလိုက်ပါရဒီကနေ့အတွက်ကောင်းတော့ချင်းရေဒီယိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့ဆမ်ပါ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မင်းတပ်မြို့နယ်ဒေလီကျောင်းတိုက်ခိုက်ခံရမှုကြောင့်ငါးလအထွန်းမှာဒေသခံပြည်သူအယောက်၁၀ဦးသေဆုံးပြီးအယောက်၂၀ထိခိုက်ဒဏ်ရာရရှိတဲ့သတင်း မကွေးနဲ့ရေကန်လေးချောင်းရန်တက်ဖြိုဟာကုန်းကနေထွက်ပြေးလာတဲ့စစ်တုံးပန်း23ဦးကိုတော်လှန်ရေးတပ်ဖွဲ့ကထမှန်ဖမ်းဆီးမိလိုက်တဲ့တွင်နဲ့ကဘာလုံးဆိုင်ရာလောက်သူငေလခန့်ချင်းပါဤအပါဝင်မူဝါဒရှေ့လုံငန်းစဉ်30ကြော်ချမှတ်ပြီးဒေသစီပင်သားရာရေးဥပဒေ2025ကိုပြဋ္ဌာန်းလိုက်ပြီလို့လောက်သူပြည်သူရေးရာကောင်စီကကြေညာလိုက်ပါတယ်။စတဲ့တွင်တွေကိုတင်ဆက်ပေးသွားပါမည်။ အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုနဲ့ငားလာကျော်ကာလအတွင်းမှာချင်းပြည်နယ်မင်းတပ်မျိုးနယ်ထဲကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပေါင်း18ကြိမ်ပြုတ်လောက်ခဲ့ပြီးတည်ဆုံးသူ10ဦးရှိကထိခိုက်ဒဏ်ရာရရှိသူအယောက်20အထိရှိနေတယ်လို့ကြားကာလမင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကနေဇွန်လ17ရက်နေ့အထိစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအချိန်ပေါင်း18ချိန်နဲ့အတူပုံအလုံးရေ40ကြော်ကျေချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါသာရီအဆောက်အအုံ17လုံးအစိုးရဌာနအဆောက်အအုံ26လုံးပုဂ္ဂလိကအဆောက်အအုံ80လုံးစသဖြင့်စုစုပေါင်း100ကြော်ထိခိုက်ကျက်စီးခဲ့တာပါ။ငါလာတာအတွင်းမှာစစ်ကောင်စီလေးချောင်းထိုက်ခိုက်မှုတွေဟာမင်းတမျိုးဘော်ကပေါ်ကတိချက်ကွက်ကို၄ချိန် အရှိစဉ်ရက်ကွက်ကို3ကြိမ်၊စံပြရက်ကွက်ကို2ကြိမ်နဲ့မင်းသမြုံနယ်ထဲကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။2024ခုနှစ်ဒီဇင်ဘာလမှာ CTF မင်းတပ်ချင်းငင်အောင်နယ်မဟာမိတ်ဘူပေါင်းတပ်ဖွဲ့တို့ဟာမင်းသမြုံကိုထိုးစစ်ဆင်တိုက်ခိုက်ပြီးတိမ့်ပိုက်ထိန်းချုပ်ထားကြောင်း မင်းတမြို့ပေါ်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ပြန်လည်နေရာချထားရေးလုပ်ငန်းတွေဆောင်ရွက်နေပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြို့ပေါ်မှာဒေသခံတွေပြန်လည်အခြေချနေထိုင်မှုနေပါနေသေးကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးသွားမှာကတော့ မကွေးတိုင်းငပေးမြို့နယ်နရီကလေးချောင်းရံကောက်ွဲတက်စခန်းမြို့ဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်23ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူထပ်မံပြီးအရှင်ဖမ်းဆီးရမိတယ်လို့ချင်းကောက်ွဲရဲ့တပ်အစုစစ်တေးဖရှူထံကနေသိရပါတယ် မကွေးရခိုင်အစက်ကနေရီကလေးဆောင်ရန်ခါခွဲတက်စကန်မြို့ဟာကုန်းအနီးမီတာ15000ပလဲနေရီကလန်ဟောင်းဖြတ်တောက်တိုက်ခိုက်ရေလှုပ်ဆောင်နေစဉ်နေရီကမြို့ဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကိုစွန်လ10ရက်နေ့ကနေ73ရက်တောင်အတွင်ဖမ်းဆီးရမိခဲ့တယ်လို့ CRF ရှိုးကယနေ့စွန်လ73ရက်နေ့မှာထုတ်ပြန်လိုက်တာပါ နိုင်ငံတကာစစ်တုံးပန်းဥပဒေအတိုင်းထိန်းသိမ်းထားပါရဲ့ဗျသူတို့ကတိုက်ပွဲကြောင့်ထိခိုက်ဒဏ်ရာရရှိမှုမျိုးတော့မရှိဘူးကျေးလာရတဲ့အချိန်မှာတော်ထဲမှာနှစ်ညနေသုံးညနေလေးညနေအဲ့လိုနေလာရတာရှိတော့ခန္ဓာကိုယ်တွေနာကျင်နေတာတွေရှိမယ်ပြီးတော့ငှက်ပြားယောဂဖြစ်လာကြတာတွေပါမယ်အဲ့ဒီလိုယောဂတွေကုသပေးနေရတာတော့ရှိပါတယ်လို့ CDF ရှုမှ slide ရိုချင်းကပြောပါတယ် စက်ကောင်စီစစ်တုံးပန်းတွေနဲ့အတူ MA1 တနက်9လက် MA3 တနက်3လက် KN တချို့ကိုလည်းနေနေရှင်းလင်းရှာဖွေနေစမှာတင်စေရမိတယ်လို့သိရပါတယ်။လက်ရှိဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မပေါ်တာဆဲခံရလို့စစ်မှုထမ်းဆောင်နေရသူတွေဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့ကနေ့ရီကလေကြောင်းရံကကွယ်တပ်စခန်းကနေရှစ်တန်းကကင်းတာဝန်ထမ်းဆောင်နေစဉ်ထွက်ပြေးလာကြတဲ့စစ်ကောင်စီရဲ့ပြည်သူ့စစ်တပ်သား၃ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိတယ်လို့ CDF ရှိုးကဇွန်လ၃ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ဒေါ်လာရီတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ဆက်သွယ်ပြီးအများဆုံးအလင်းဝင်ပူပေါင်းကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ နေရကလေးချောင်းရံကောက်ွယ်စခန်းရဲ့စခန်းကုန်းတွေထဲကတစ်ခုဖြစ်တဲ့အမ်ပရန်လမ်းပေါ်မှာရှိတဲ့နေရက MBD တာဝါတိုင်စခန်းကုန်းကို ULAAA ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်လက်ရှိမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ချင်းမင်းနဲ့ဟာခအခြေချစစ်ပြူဟာမိုးစုံဝင်ထုံးဟာလဲဘူမှုချုပ်ရာထိုးတို့နဲ့မန္တလေးတိုင်းမိထလာမြို့အခြေဆိုင်အမှတ်69ချင်းမြန်တမဌာနချုပ်ကိုတမမိုးအဖြစ်ယခုစွန်လအတွင်ပြောင်းရွှေ့သွားကြောင်း တမ69တဟရခိုင်မကွဲအဆက်ရှိနေရီကလေဆောင်ရန်ကာကွယ်ရေးတပ်စခန်းဘက်မှလက်ရှိစစ်စင်ရေးဝင်နေတဲ့ခြေမြန်တမလည်းဖြစ်ပါရဲ့ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်တတင်းကတော့ပထမအကြိမ်မြောက်ကဘာလုံးဆိုင်ရာလောက်သူမီလာခန်ခေါ်ယူကျင်းပနိုင်ရင်အပါဝင်ကဏ္ဍအသီးသီးကမိုဝါရနဲ့ရှစ်ဆက်လုပ်ငန်းစဉ်ဆုံးဖြတ်ချက်ပေါင်း36ချက်ကိုလောက်သူပြီးသူရေးရာကောင်စီကချမှတ်အတည်ပြုခဲ့တယ်လို့သိရပါဗျ။ ကဘာလုံးဆိုင်ရာလောက်သူငီလာခံခေါ်ယူကျင်းမနိုင်ရေလုပ်ငန်းစဉ်များချမှတ်ခြင်းကာနအသီးသီးရဲ့အရေးကြီးတဲ့မူဝါဒအပါအဝင်ရှစ်ဆက်လုပ်ငန်းစဉ်တွေနဲ့အထွေထွေမှတ်တမ်းစုစုပေါင်း36ချက်ကိုဆုံးဖြတ်အတည်ပြုတယ်လို့လောက်တူပြည်သူရေးရာကောင်စီကုစလေဆလိုင်းပါဘီကပြောပါရီပထမအချိန်မြောက်ကဘာလုံးဆိုင်ရာလောက်သူငီလာခံကိုဒီနှစ်တည်းကျင်းမသွားဖို့ရှိပါတယ် တော်လိုင်းရေးကာလမှာစနစ်တကျပေါ့ကျွန်တော်တို့ရဲ့စုဖွဲ့မှုတော်လကောင်းနိုင်ငံရေးကိစ္စပြီးတော့တခြားတော်လိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လောက်သူနဲ့ပတ်သက်တဲ့မူဝါဒအဆုံးဖြတ်ချက်တွေချမှတ်ဖို့ဖြစ်တဲ့အတွက်ကဘာလုံးဆိုင်ရာလောက်သူငြိလန်ခန်းကအရန်အရေးပါပါတယ်လို့စလိုင်းပီပီကပြောပါတယ်ဆုံးဖြတ်ချက်36ချက်ထဲမှာအုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စတွေဒေတာအဆင့်နဲ့လုံဆောင်ရတဲ့လုပ်ငန်းတွေတော်လှန်ရေးနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေလည်းပါဝင်ကြောင်းသိရပါဗျာ ဒုတိယအကြိမ်လောက်သူပြည်သူရေးရကောင်စီရဲ့ဒုတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးကိုစွန်လ9ရက်နေ့ကနေ9ရက်နေ့အထိလောက်သူတေသလွတ်မြောက်နေမြေတနေရာမှာကျင်းပခဲ့တယ်လို့သိရပါတယ်။ကောင်စီကိုယ်စားလှယ်59ဦးလေးလာသူ9ဦးဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ကောင်စီကနေဖွဲ့စည်းထားတဲ့ကော်မတီဝင်တွေစသဖြင့်စုစုပေါင်းအယောက်80ဦးတက်ရောက်တယ်လို့သိရပါတယ်။ Global Hearing မှာကနအိုရေးစဲကကောင်စီတို့ပေးပို့ပြီးကောင်စီဥပဒေချမ်းကော်မတီကစစ်စစ်တင်ပြပြီးတဲ့နောက်ဇွန်လ9ရက်နေ့ကကောင်စီအစည်းအဝေးမှာဒေသစီရင်သားရရေးဥပဒေ2025ကိုဒေသကောင်စီကအတည်ပြုပြထားတယ်လို့လောက်သူပြည်သူရေးရာကောင်စီကဇွန်လ9ရက်နေ့မှာကြေညာခဲ့ပါတယ်။ဒီဥပဒေပြထားရတာကတော်လှန်ရေးကာလဆိုပေမဲ့ပြည်သူတွေရဲ့လုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်းအရေးကြီးပါတယ် ဒီဥပဒေကကျွန်တော်တို့လောက်သူဒေတာကိုစနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့ရည်စွဲရတာဖြစ်ပါတယ်။ဒီဥပဒေကနေရှေ့ဆက်ပြီးဥပဒေပြဋ္ဌာန်းချက်တွေဖြစ်တဲ့ဥပမာအဖြစ်ဒေတာအဆင့်စီပင်သားရာရေးကော်မတီဆိုတာမျိုးမြို့အဆင့်ကျေးရွာအဆင့်စီပင်သားရာရေးကော်မတီဆိုတာမျိုးကျွန်တော်တို့ဖွဲ့စည်းသွားဖို့ရှိပါတယ်။အဲ့ဒီကော်မတီကနေဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်စနစ်တကျဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ slime pb ကပြောပါတယ် ဒေသစီပင်သာယာရေးဥပဒေကိုကောင်စီအစည်းအဝေးမှာ15နာရီကြာဆွေးနွေးခဲ့ကြပြီးလောက်သူအက်ဥပဒေပုံမှန်20နှစ်အရလောက်သူပြည်သူရဲရကောင်စီဥပဒေအမှတ်1မြန်ဆောင်2025အဖြစ်ကြာထန်းခြင်းဖြစ်တယ်လို့ CDF လောက်သူရဲ့လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူစလိုင်း PP ကပြောပါရီး ချစ်ခင်ကဟာခမြို့နယ်ထန္တလန်မြို့နယ်နဲ့မတူပြည်မြို့နယ်ကြားမှာတည်ရှိတဲ့လောက်သူဒေသကိုလောက်သူအတဥပရေပြဋ္ဌာန်းချက်တွေနဲ့အငင်းကိုပိုင်စီမံအုပ်ချုပ်권ရှိတဲ့အုပ်ချုပ်ရေးစနစ်ပြင်းပြင်းစွာအကောင့်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လောက်သူပြည်သူ့ရေးရာကောင်စီထံကနေသိရပါတယ်။ အဲ့ဒီအပြင်စာပေနဲ့ယဉ်ကျေးမှုထုံတမ်းတွေနှင့်တင်ထိန်းသိမ်းရေးလောက်သူမျိုးနွယ်စုအခွင့်အရေးများအပြည့်အဝရရှိရင်းနဲ့ကာကွယ်စောင့်ရှောက်ရေးတော်လှန်ရေးလုပ်ငန်းစဉ်တွေမှာတမျိုးသားလုံးစီလုံးညီညွတ်စွာခြေတက်နိုင်ရေးဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်စီမျိုးသားစီလုံးငင်ညွတ်ရေးကိုအခြေခံပြီးမိမိတို့လူမျိုးရေးရဆိုင်ရာနိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ဒေါ်လာရေးလုပ်ငန်းစဉ်တွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းလောက်သူပြည်သူရေးရကောင်စီကထုတ်ပြန်ထားပါရှင် ဟုတ်ကဲ့ပါအခုလိုနားတော်တာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်